အင်းအပြင်းငလင်ပေးတံကြောင့်အသက်ဘေးကနေပြန်လည်လွတ်မြောက်လာသူတွေချစ်ရတဲ့သူတွေကိုဆုံးရှုံးခဲ့ကြရတဲ့သူတွေမှာ survivor guilt လို့ခေါ်တဲ့အသက်ရှင်တန်ကြံရစ်ခဲ့ရတာကြောင့်အပြစ်ရှိစိတ်ခံစားမှုတွေစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေဆူဆူဝါခံစားနေကြပါတယ်အခုလိုအခြေအနေမှာ survivor guilt ခံစားနေရသူတွေကိုစိတ်သက်သာရာရအောင်ပြန်လည်ကုစားပေးနိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဆက်ရောဂါအထူးကုဆရာဝန်ကြီးဒေါက်တာအောက်ကာကိုကိခိုင်ကဆက်သွယ်မေးမြန်းပေးထားပါတယ်ရှင် ဒီငလျင်ပေအပြီးမှာပေါ့နော်ဒီအသက်ရှင်ခြင်းရတဲ့သူတွေခံစားရတဲ့တဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ပိုင်းဆိုင်ရာအခြေအနေလေးတွေကိုရှင်းပြပေးပါရှင်။ Survival guilt ပေါ့နော်။ငါတတော့ရှင်းကြရတယ်။သူကတော့ဆုံးသွားတယ်ဆိုရပါတော့။ငါတော့မကယ်လိုက်နိုင်ဘူး။ငါဒီလိုလုပ်ပြီးလိုက်ရင်သူတို့ရှင်းပါပဲဆိုရဟာ။ဒါလေးကလူတိုင်းမှာဖြစ်ကြတယ်လေ။ဟောဒီ social mood ခုဖြစ်သွားရင် survival guilt ဆိုတာ social နာတစ်ခုတွေ့လို့ရှိလို့ရှင်းနေတဲ့သူက guilt ဖြစ်တယ်။ ဲလိုဖြစ်လာတဲ့လူတွေဒီဟိုကကိုကိုကိုမကြည်မနှက်တည်ဖြစ်လာမယ်ကိုကိုကိုစိတ်တွေပါပတ်ဝန်းကျင်ကလူတွေကိုလည်းအရင်ထက်ပိုပြီးတော့စိတ်တူတက်လာနိုင်မယ်စိတ်ဆက်ကလာနိုင်မယ်အဲကိုနေကအိမ်မဆိုးနေတဲ့ဒီကိုနေကဖြစ်ခဲ့တဲ့ကြုံခဲ့တဲ့ချောမှာဟိုပြန်ပြန်မြင်အောင်ပြီးတော့ညာဘက်တွေအိမ်မပြောတာတွေဖြစ်လာတယ်အဲပြီးသွားရင်အဲ့ဖြစ်နေတာကိုမြင်အောင်ပြီးတော့နေဘက်မှာလည်းတခြားဘာမှလုပ်လို့မရပဲねအဲဒီ စိတ်ဖိစီးမှုတွေစိတ်ခံစားမှုတွေတမန်မှန်တော်ဝင်နဲ့ဖြစ်နေတာလည်းရှိနေလိမ့်မယ်။အဲအဲ့လိုလူမျိုးတွေကိုပထမဆုံးလုပ်ပေးရမှာကတော့မသိသိတွေပြရမှာနော်။မသိသိမပြီးရင်သူတို့တွေတကယ်လို့တက်နိုင်တယ်၊လုံနိုင်တယ်ဆိုလို့ရှိရင်သူတို့တွေကို altruistic လို့ခေါ်တာပေါ့။ altruistic defense ဆိုတာ psychologically ဘာလို့လုပ်လို့ရလဲဆိုရင်ကောင်းတာလေးတွေရှောက်လုပ်ခြင်းအပြင်ကိုယ့်ရဲ့ခုနကဖြစ်နေတဲ့ guilt ပေါ့နော်။ကိုယ်စိတ်ထဲမှာကိုယ့်ကိုယ်ကို guilt ဆိုတာကိုယ့်ကိုယ်ကိုအပြစ်မြင်တဲ့ဟာအဆိုးမြင်တဲ့ဟာတွေကိုပြန်ပြီးတော့ကုစားလို့ရတယ်။အဲ့တော့ survivor guilt ကိုဘာနဲ့ကုစားမလဲဆိုရင်ဘယ်က altruistic act ဆိုတာကောင်းတာတွေပြန်လုပ်ပြရအခုကပြန်တဲ့တူတော်ကြီးကယ်ဆယ်ရေးတွေမှာအများကြီးဝင်လို့တယ်။အဲ့ထင်မှာဝင်ပါပါတကြတာကိုဟုတ်တဲ့ချက်ပါလားမနိုင်ဟုတ်တဲ့ချက်မှာဒဲတဲ့ဘင်းမနိုင်ဒဲတဲ့ဘင်းမှာညည်တဲ့ပေးနိုင်ညည်တဲ့ပေးအဲ့ဒါမျိုးတွေလုတ်ပေးခြင်းအပြင် ကိုနိုင်တဲ့ဘက်ကကိုနိုင်တဲ့ဝင်တစ်ခုကိုဝင်ပြီးတော့ထမ်းနေရင်အဲဒီခုနကကိုကိုအပြစ်နေတဲ့ဟာလည်းတဖြည်းဖြည်းချင်းကျော်ပါပါလိမ့်မယ်အဲဒါကတော့အကောင်းဆုံးကုထုံးဖြစ်တယ်လို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့ဘာဝင်နေရသူကသူ့ကိုနေသိဆွေးနွေးပေးရမယ်အားပေးပေးရမယ်ဖြောင်းပြပေးရမယ်နားဝင်အောင်နားချပေးရမယ်ပေါ့ဗျာအဲအရာလေးတွေကိုလုပ်ပေးပြီးတော့တဖြည်းဖြည်းချင်းသူ့ကိုပြန်ပြီးတော့ပုံမှန်စိတ်ချနေရအောင်ကူစားပေးလို့ရပါတယ်အဲ့လိုကူစားပေးလို့မှ ပျောက်မလာဘူးကောင်းမလာဘူးဟိုအချိန်တိုင်းတာတစ်ခုထိစိုးဝါနေတော့မယ်ဆိုတော့တက်ဆိုင်ရာကျမ်းမာရေးအေးဆိုင်ရာကြွနေတဲ့ပညာရှင်တွေပုံကိုယ်တွေနဲ့ဒီတိုင်းတိုင်းပဲပြီးတော့ဆက်လက်ပြီးတော့စေကူတာမှုရရှိအောင်လို့ဆောင်ရွက်တင်ပါတယ်လို့ဆိုတော့ဒီကနေတိုက်တွန်းတင်ပါတယ်ဟုတ်ဆရာအဲ့လိုမျိုးကုစားမှုမပြုလုပ်ဘူးဆိုရင်ရောနောက်ဆက်တဲ့ကျမ်းမာရေးဆိုကြောကဘာဖြစ်နိုင်လဲဆရာဟုတ်စိတ်တန်ရာကတုံတောင်စိတ်တန်ရာမဟုတ်ဘူးအကြီးကိုသူတို့ကြုံရ အဲ့ဒီအကြီးကိုကုဖို့ကတော့ကုဖို့လိုတာပေါ့မကုပဲထိုင်တဖြည်းဖြည်းနဲ့ခဏကပြောလို့ဒေးထွက်ဆိုသူတွေဖြစ်လာမယ်စိတ်ခီစီးမှုကနေမှတစ်ဆင့်စိတ်ရောဂါဝေဒနာတွေဖြစ်လာမယ်နော်ဒါအလွန်မင်းချိကလွန်မင်းဆိုရပုံမှန်ဒီအန်ဇာတီတွေဖြစ်လာနိုင်တယ်စိတ်တက်အရမ်းကြောက်လာတယ် depression တွေဖြစ်လာနိုင်တယ်နောက် PTSD post traumatic stress disorder တွေဖြစ်လာနိုင်တယ်အဲ့ဒါတွေက ောက်ဆက်တွေဆေးယောဂါဆိုကြတယ်ပေါ့အဲ့တော့ဂျူဘီကုလို့ရတယ်ဂျူဘီကာဝယ်လို့ရတယ်အဲ့တော့ကျွန်တော်ကတော့ဂျူဘီရောကုဘီရောကာဝယ်တဲ့ဟာတွေကိုလုပ်ကြပါလို့ဒီနေရာနဲ့တကယ်လို့လည်းလည်းတိုက်တော့ပါလေပြီးသူတူးချင်းတူးချင်းစိတ်ချမ်းသာရေရောကိုယ်ချမ်းသာရေရောလူချမ်းသာရေရောပြည့်စုံနေဖို့ရည်ကြီးတယ်